အေးလောကမှာအနိုင်ကျင့်ခြင်းဆိုတာဟာဒေါသရဲ့ရောင်ပြန်ဟပ်မှုတာဖြစ်တယ်။အမုန်းတရားရှင်ရင်နိုင်ကျင့်တတ်တယ်။နိုင်လို့မင်းတဲ့ပြုလုပ်တတ်တယ်အညာတာကင်းမဲ့တယ်ဆိုတာမျိုးတွေဖြစ်လာတတ်တယ်။အဲ့ဒါဟာလူကုန်သိက္ခာကြီးပြည့်ရွံ့သွားခြင်းပဲဖြစ်တယ်ပေါ့။အဲ့ဒီအနိုင်ကျင့်ခြင်းဆိုတဲ့အာဟတိကလောကမှာဒိဋ္ဌိဆန်နေဆိုလို့ရှင်ကြည်တယ် ကြားတယ်ချင်းလေးတွေတော့ရမှာဆိုရင်သူ့လောက်အာမကောင်းတဲ့အကောင်းတွေဆိုအနိုင်ကျင့်အနိုင်ကျင့်ပြီးတော့တတ်ဆာတယ်အဲ့လိုအနိုင်ကျင့်အဲ့ဒီလောကမှာအနိုင်ကျင့်တဲ့ထဲမှာလူတွေကပုံဆိုးတယ်လို့ထင်ရေထဲကအကောင်းလည်းမနေရဘူးကောင်းကင်ကပြန်သွားတဲ့အကောင်းလည်းမနေရဘူးကိုယ်ရဲ့ကြီးတဲ့ဆင်ကြီးလည်းမနေရဘူး ကောင်သေးသေးလည်းမထားဘူးအကောင်ကြီးကြီးလည်းမထားဘူးလောကလူတွေဟာလူတွေကပို့ပြီးတော့ကလင်ကချစ်နိုင်တယ်ပေါ့နော်အလုံးကိုဒုက္ခပေးနေတာဟာလူသားတွေဖြစ်နေတယ်ပေါ့လူသားတွေဟာအယိချင်းပြည့်ရင်းသွားလို့ရှိရင်ပို့ပြီးတော့ကဘာကြီးတတ္တလောကကြီးတစ်ခုလုံးလူသားတွေကနှိမ့်ဆက်သို့သောထင်းနေကြတာတိရိစ္ဆာန်တွေကနှိမ့်ဆက်နေတယ်ထင်တယ်တိရိစ္ဆာန်နှိမ့်ဆက်တာတော့မတမ်းမရှားပါဘူး ဘယ်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 ရွာဝင်ပြီးကြားကြိုက်သွားတယ်ဆိုတာရှားပါတယ်နော်ဘယ်မှာဆင်းနေဝင်ပြီးတော့လူနင်းတတ်သွားတယ်ရှိတော့ရှိတယ်ဒါပေမဲ့လူနှိမ့်ဆက်တာဆက်ခု တစ်ခုမရှိဘူးဒိဋ္ဌိဆန်တွေကိုလူတွေကနှိမ့်ဆက်တယ်နှိမ့်စဉ်တန်းချီပြီးတော့တတ်ဖြတ်ပြီးလူတွေကစားတော့နေချင်အဲ့တော့မိတ်ခန္ဓာကိမဲ့တာဟာလူတွေပဲဖြစ်နေတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအခြေအနေတွေကိုဆင်ခြင်သုံးသပ်ပြီးတော့အဲ့ဒီစိတ်ရင်းနဲ့ကိုမပါဘူး နိုင်ချင်းချင်းဆိုတာကိုကိုကိုတန်မှာမဖြစ်စေဘူးညာတာချင်းဆိုတဲ့ဂုံတိခါကိုရအောင်ယူစူးစမ်းမထောငါတို့တော့ဘယ်တော့မှကိုအားရှိအားမဲ့လုပ်ပြီးတော့အနိုင်ကျင့်တဲ့မျိုးငါမလုပ်ဘူးအားလုံးကိုညှတာမယ်ဆိုတဲ့စိတ်ဓာတ်သူတော်ကောင်းစိတ်ဓာတ်ကိုမွေရဖြစ်တယ်အဲ့တော့ညှတာတယ်ဆိုတာမေတ္တာရဲ့သဘောတနည်းအားဖြင့်ကရုဏာရဲ့သဘောလောကမှာ မေတ္တာဆိုတဲ့အခြေခံတရားရှိပြီဆိုလို့ရှိရင်အဲ့ဒီတတ္တဝါတွေပေါ်မှာအကျဉ်းတရားထားဖို့လည်းလွယ်သွားတယ်။ကျဉ်းတရားထားဖို့လွယ်တယ်လို့သူ့ရဲ့ပျော်ရွှင် ချမ်းမြေ့မှုကိုကြည့်ပြီးတော့ဝမ်းသာဖို့ရလည်းလွယ်တယ်ပေါ့။ဒါကြောင့်မေတ္တာရှိပြီဆိုရင်ကရုဏာလည်းရှိလာမှာဖြစ်တယ်။မုဒိတာလည်းအလွယ်တကူရှိလာမှာဖြစ်တယ်ပေါ့။သို့သောမေတ္တာကရုဏာမုဒိတာဥပေက္ခာ ဆိုတဲ့ထဲမှာမေတ္တာနဲ့ကရုဏာမူရိတာရှိလာပြီဆိုလို့ရှိရင် ပို့ပြီးတော့မြင့်မြတ်မဲ့သဘောတရားဖြစ်တဲ့ဥပိ္ခာဆိုတာလည်းရှိကြအောင်ဖြစ်ဥပိ္ခာဆိုတာလူတွေဟာကိုလုတ်ပြီးတဲ့အပေါ်မှာမျောလင်းချက်ကလေးတွေနဲ့လုတ်တတ်ကြတယ်ပေါ့။မလုတ်လို့လူတွေဟာဒါဖြင့်မမျောလင်းရဘူးလားလို့မေးကောင်းမေးလိုက်မယ်။ဆိုပါစို့ကုသကောင်းမှုလုတ်ပြီးတော့ဣဒံမေပုံညာနေဝနကပစ္စယဟောတုဆိုတာဒါမျောလင်းချက်မဟုတ်ဘူးလားလို့ဆို ဒါဆန္ဒကိုထုတ်ပေါ်တာမှန်ပါတယ်မျောလင့်တယ်ဆိုတာကိုယ်အလုတ်ကဖြစ်ပေါ်လာမယ့်အကျိုးကမျောလင့်တာဥပိ္ပခမထားနိုင်တာသူများစီကရမယ်ဟာကိုမျောလင့်တာဥပမာမယ်မင်္ဂလာဆောင်တစ်ခုကဖိတ်တယ်ကိုကလက်ဖွဲ့ဖွဲ့ခဲ့တယ်နော်နောက်တစ်ခါကိုနဲ့ပတ်သက်တဲ့မင်္ဂလာပွဲဒီလူမလာရင်သိမ့်မချင်တာဘူးငါတော့ကဘလို့ဖွဲ့ထားတယ်သူ့ကြံနေတယ်ဆိုနေရင်တောင်မချင်တတ်ချင်းဘူး ဘာလို့ဆိုအတုံးအလှက်မျောတာဟုတ်သူကငါသူ့လူတော်ငါငါဘလောက်ကူထားလားငါလူကြရဲ့အဲ့ဒါလောက်မကူဘူးဆိုမကျင်တတ်ချင်အဲ့တော့လောကလူတွေဟာမျောလင့်နေဆိုတာအဲ့ဒီလူတစ်ဖက်သားပေါ်မှာကိုလှုပ်ထားတဲ့အပေါ်မှာလိုက်မျောလင့်နေတယ်နိဗ္ဗာန်ကိုလိုချင်တာဒီလိုမျောလင့်တာပြောတော့မဟုတ်ဘူးသူများစီကကိုကူညီတဲ့ကုသိုလ်ကိုရှင်းရှင်းပြတ်ပြတ်မလုပ်ချင်မနဲ့တစ်ဖက်သားကကိုပြန်ပေးမဲ့အရာပေါ့ ခင်ဗျတက်လောက်ချင်အပေးอยู่သဘောမျိုးဆန်းတာကိုလောက်ချင်ရတော့တာအဲ့ဒါမျိုးခင်ဗျတက်မလောက်တာကိုဥပိ္ခာလို့ခေါ်တယ်ကိုလုံးဆရာရှိတာလောက်တယ်သူ့ဆရာပါမမြုံကိုလုံးနိုင်လို့လုတ်ပေးလိုက်တယ်အေးဥပိ္ခာဆိုတာတကယ်ပါရမီပဲပါရမီ7ပါးမှာအမြင့်ဆုံးအဆင့်ဥပိ္ခာပါဘုရားလောင်းနေရမြတ်စွာဘုရားဟာဘုသူစီကမှဘာရလို့မဟုတ်ဘူး သတ္တဝါတွေရဲ့အကျိုးစီးပွားအတွက်သူဟာမြတ်စွာဘုရားတနေ့မှ24ရက်ရှိတဲ့ထက်မဲ့2နာရီလောက်ပဲအနားယူတယ်မြတ်စွာဘုရား2နာရီလောက်ပဲအနားယူပြီးတော့22နာရီလုံးလုံးအလုံးလုံးတာဒီကနေ့ခင်မှာမြတ်စွာဘုရားလောက်အလုံးလုံးတဲ့ပုံကောမရှိပါဘူးမရှိအများအတွက်လုံးလုံးတာမြတ်စွာဘုရား22နာရီလုံးလုံးတယ်နေ့တိုင်းတော့တက်တော့ 35နှစ်ဘုရားဖြစ်ပြီးတဲ့အချိန်ကနေစပြီးတော့45နှစ်တိတိဟာအဲ့ဒါလို့ဘလို့လို့သွားတရဝရီရဲ့အကျိုးစီးပွားအတွက်လောကသားတွေရဲ့အကျိုးစီးပွားအတွက်မြတ်ဗုဒ္ဓဟာသူ့ဘဝကိုဆွန့်လွတ်ထားတာပဲဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ကောင်းကျိုးချမ်းသာရမယ်ဆိုရင်ချက်ချင်းကြွသွားတယ်ချက်ချင်းကက်တင်နဲ့ဆုံးမဩဝါဒပေးတယ်ရသော်ဘုရားရဲ့ကဲ့တင်မှုကတကိုးနဲ့ကဲ့တင်တာမဟုတ်ဘူးအတိညာပေးပြီးကဲ့တင်တာသာဖြစ်တဲ့ အသိဉာဏ်ပြီးပြီးတော့ကဲတင်လိုက်တာဖြစ်တယ်။ဥပမာလေးတစ်ခုပြောပြရမယ်ဆိုရင်မြတ်စွာဘုရားဟာတနေ့ကိုနှစ်ချိန်တရဝရီရဲ့ဒီအနေထားကိုကြည့်ရှုတယ်။ဘသူ့ကိုဘာလို့ပေးရမလဲဆိုတာကြည့်။ဘသူ့အတွက်ဘာလို့อ่ะအဒီနေ့တော့ဘုန်းကြီးတို့လောကလူသားတွေကတော့ဒီနေ့ငါမရเสียရှိတော့မှာကြည့်။ ငါဘာလုပ်ပေးရမလဲလို့သိပြီးတော့မစင်စားဘူးငါဘာရစရာရှိဘယ်သူစီကငါဘာရမလဲဆိုရဖို့ပဲအတွက်ကြတာများရေရဆော်ပြရတော့တော်ဝါးလေးအတွက်ငါဘာလုပ်ပေးရဒေါကသားတွေရဲ့အကျိုးဘာဆောင်ရွက်ရမလဲကြည့်အဲ့ဒီတခါတော့ကြည့်တဲ့အခါမှာလူငယ်တယောက်လူငယ်တယောက်သေဘေးနဲ့ကြုံမဲ့လူငယ်တယောက်ဒါဖြင့်ငါသူ့သေဘေးကလွတ်အောင်လုပ်မဲ့နီလန်ရှိလာလို့ဆိုသူဟာ การจะมาวัวจีรูปิสัยอเมรุปเชตโตปิวิกาลูฟุตุมิชิโร